ုသိုလ်တပည့်ငရဲတပည့်သားဗမာစကေဘုံထဲမှာအလုံးကြားဖို့ကြလိမ့်မယ်ဒီစကလုံးလေးရှိတယ်ကုသိုလ်တပည့်ငရဲတပည့်သားဆိုတာလုပ်တဲ့အလုပ်ကတော့ကုသိုလ်ရေးလုပ်ငန်းကိုလုပ်တယ်ဒါတော့အကုသိုလ်အမှုတွေကညားလာတဲ့အခါကျတော့ရလိုက်တဲ့ကုသိုလ်ကတပည့်သားလောက်ရပြီးတော့ ကျန်တာတွေကငရဲအတွက်ဖြစ်စေတတ်တဲ့အကုသိုလ်တွေကပဲများသွားတယ်ဒီလိုအမျိုးမရှိဘူးလားလို့ဆိုရှိတယ်လောကကြီးမှာကုသိုလ်လုပ်ပေမဲ့လို့ကုသိုလ်ဆိုတာလောက်တတ်မှကုသိုလ်ဖြစ်တယ်မလောက်တတ်ရင်အကုသိုလ်တွေလည်းဖြစ်တတ်တယ်အဲ့ဒါကြောင့်မို့လို့ဘုန်းကြီးတို့တရားရှိခင်သူတော်စင်ပြိတ္တတို့ရှင်းဥစွာ ဒါဟာကုသိုလ်လားဒါဟာအကုသိုလ်လားဒါကိုသိဖို့လိုတယ်အခုဒီစကေဘုံမှာကုသိုလ်တပည့်ငရေတပိဒါလို့ဆိုငရေတပိဒါလို့ပြောတာကအကုသိုလ်မှန်လို့ရှိရင်ငရေတရိစ္ဆာပြိတ္တာအတူတကယ်လို့ခေါ်တဲ့အပယ်လေးပုံမှာအကျိုးပေးတတ်လို့ငရေကြစီတတ်တဲ့အကုသိုလ်ကံလို့ရည်စူးပြီးတော့ငရေလို့ပြောတာအရာစကားမှလည်းပြောလို့ရှိတယ်မဟုတ်လားဒါလို့ရင်ငရေကြည့်သလား အကုသိုလ်ဖြစ်သလားလို့မေးတဲ့လူကအနှောင်းနဲတယ်။ငရဲကြီးသလားပဲမေးတယ်။ဒါငရဲမကြီးဘူးဆိုရင်လောက်ကောင်းလုံးနိုင်မှာနော်။ငရဲကြီးမှာတော့ကြောက်တော့ကြောက်သားပဲ။သို့တော့ငရဲကြီးတယ်ဆိုတာအပြစ်ကြီးတာကိုပြောတယ်။အဲ့တော့အပြစ်ကြီးတယ်ဆိုတာအကုသိုလ်ဖြစ်တာကိုပြောတယ်။ကုသနာမှာအကုသိုလ်ဖြစ်လာလို့ရှင်အကုသိုလ်ဖြစ်တိုင်းတော့ငရဲကြတာမဟုတ်ဘူး။ ဘယ်ရာပဲဖြစ်ဖြစ်သူ့တိုင်းတာနဲ့သူရှိလောက်ဆောင်ရတယ်မှာအကုသိုလ်ချင်းတူပေမဲ့လို့ဆိုပါလို့လောဘဖြစ်ထားခြင်းတူပေမဲ့လို့မြတ်စွာဘုရားကမှဒီလောဘဟာဘယ်ထိအောင်အကျိုးပေးမယ်ဆိုတာဘုရားပဲသိတယ်ဘုရားသိတယ်ဆိုတာဖြစ်ပေါ်လာတဲ့လောဘရဲ့ energy တွေ ပတ်ဝန်းကျင်အခြေအနေတွေသူလောဘဖြစ်ပေါ်ရာဖြစ်တဲ့ပုဂ္ဂိုလ်ရဲ့အနေအထားတွေဒီလိုပဲဆုံးကြည့်ပြီးတော့မှဆုံးဖြတ်ချက်ချဒီတိုင်းပြောလို့မရဘူးသူတဏ္ဍာမှာဖြစ်တာလဲလောဘငါတဏ္ဍာမှာဖြစ်တာလဲလောဘလောဘခြင်းအတူတူအလုံးဟာအပင်ငရဲကိုကြစီထတ်သလားအပင်ငရဲကိုပို့ဆောင်ပါလားလို့ဆိုမဟုတ်ဘူး တချို့လောဘကငရဲကိုချတယ်တချို့လောဘကြတော့တိရိစ္ဆာန်ဘဝကိုပို့တယ်တချို့လောဘကပြိတ္တာဘဝကိုပို့တယ်အဲ့တော့သုတ္တပါဠိတော်တွေမှာငရဲတိရိစ္ဆာန်ပြိတ္တာလို့အပေကိုသုံးပုံပဲရေးတာများအဲ့ဒီပြိတ္တာဆိုတဲ့အထက်မှာအတုရကေထက်ပြီးတော့အပေလေးပုံလို့ဒီလိုမှတ်ကြတယ်ပေါ့အဲ့တော့အဲ့ဒီလို့ အကုသိုလ်ကံအကျိုးပေးတဲ့ဘုံဟာ၄မျိုးရှိတာအကုသိုလ်ကံတက်တက်ရဲ့အကျိုးပေးရဘုံဟာ၄မျိုးရှိတယ်အဲ့ဒီ၄မျိုးထဲမှာအဆိုးဆုံးကတော့ငရဲဘုံပဲပေါ့ငရဲတဲ့နည်းနည်းတက်တာတာကြတော့တရိစ္ဆာတရိစ္ဆာနဲ့နည်းနည်းတက်တာတာကပြိတ္တာပြိတ္တာနဲ့နည်းနည်းတက်တာတာကအတူတကယ်လို့ဒါလို့ပြောလို့ရတယ် အဲ့တော့အတုတုကံတွေထဲမှာကိုလုတ်တဲ့လုတ်တဲ့လူရဲ့အတိုင်းအတာလုတ်တဲ့လူရဲ့အနေအထားဟောလုတ်သူရဲ့တဏ္ဍမှာဖြစ်ပေါ်လာတဲ့အနေအထားဖြစ်ပေါ်လာတဲ့အကုသိုလ်စိတ်ရဲ့စွမ်းအားပတ်ဝန်းကျင်အခြေအနေဒါတွေကိုကြည့်ပြီးတော့သိနိုင်တာဘုရားမှသိတယ်။ဒါကြောင့်မို့ရသဗျာကတော့ မမှန်ကန်ကန်တပ္ပတ္ထခာမိနိပฏิပဒာဆိုမြတ်စွာဘုရားရဲ့တထာဂတဗလဘုရားရှင်တို့ရဲ့အားဆယ်မျိုးထဲမှာတပ္ပတ္ထခာမိနိပฏิပဒာတဲ့ဘေဘဝရောက်မယ်ဆိုတဲ့အချက်ဒုဆောင်ချက်တွေနဲ့ပတ်သက်ပြီးတော့သူရဲ့လုံဆောင်ချက်ဟာတော့ဘေဘုံကိုပို့မှာပဲလို့ဆိုတာသစ္စာပြားက ရှင်းလင်းပြီးတော့ဟောကြားနိုင်တယ်။ကျန်တဲ့ပုဂ္ဂိုလ်တွေကရှင်းလင်းပြီးတော့မဟောကြားနိုင်ဘူးတဲ့။ဖခင်ကလွဲပြီးတော့ကျန်တဲ့ပုဂ္ဂိုလ်တွေကအတိအကျမပြောနဲ့။မြတ်စွာဘုရားသခင်ကတော့မြတ်ကတော့အတိအကျပြောတယ်။ဘာဖြစ်လို့ပြောနိုင်တာတော့လို့ဆိုအချင်းဒီအရရက်ကိုမြတ်စွာဘုရားမှာကုံစင်အောင်သိတယ်။လူတွေကအเจ้าကိုကြည့်ပြီးတော့ခံမှန်းပြောကြတာဟုတ် ဖြစ်ပေါ်နေတဲ့အကြောင်းတစ်ခုကိုကြည့်ပြီးတော့ဘာဖြစ်နေလဲညာဖြစ်နေလဲကျွတ်တင်ပြီးတော့ခမန်းပြောဆိုကြတာတွေရှိတာပေါ့မုံတိုင်းတရင်နေထုတ်ပြန်လာတို့မိုးလီဝသတရင်နေထုတ်ပြန်လာတို့ဖြစ်ပေါ်နေတဲ့အနေထားတစ်ခုကိုကြည့်ပြီးတော့ကျွတ်တင်ပြီးတော့ဟောကိန်းနေထုတ်တာပေါ့ predict လို့ခေါ်ကျွတ်တင်ပြီးတော့ဟောကိန်းထုတ်တယ်ညဆော့ဘုရားကတော့တိတိကျကျကိုဟောကိန်းထုတ်နိုင်တယ် လူပုဂ္ဂိုလ်ရဲ့အနေထားကိုကြည့်တယ်သူ့ရဲ့တဏှာမှာဖြစ်တဲ့အကုသိုလ်ရဲ့စွမ်းအားကိုကြည့်တယ်အခြေအနေကိုကြည့်အဲ့တော့အကုသိုလ်ဆိုတာဟာတချို့အကုသိုလ်ကငရဲကိုပို့တယ်အဲ့ဒီငရဲပို့နိုင်တဲ့အကုသိုလ်ကဘယ်လိုအတိုင်းအတာထိရှိတယ်လဲဆိုတာမြတ်စွာဘုရားအဆုံးဖြတ်တယ်ဒီဝရဏနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရား ပြစ်တလောက်တာကျွတင်ပြီးတော့ဟောကိန်းထုတ်တာပါအာပါယိကောဒေဝတ္တတောနေရီကောဒေဝတ္တတောအတ္တိကိသောကပ္ပတ္ထောအတ္တိကိသောအဲ့ဒီမြတ်စွာဘုရားရဲ့ကျွတင်ဟောကိန်းထုတ်မှုနဲ့ပတ်သက်ပြီးတော့အဲ့ဒီခေတ်က မယုံမကြည်ဖြစ်တဲ့ပုံကိုယ်တွေကြားထဲမှာပြဿနာအများကြီးတက်ခဲ့ဘူး။နော်။ဒီစကားနဲ့ပတ်သက်ပြီးတော့ပြဿနာတက်တယ်။လက်ဆောင်ပြာအတိအကျဟောတာကိုဒေဝရနဲ့ပတ်သက်ပြီးတော့အေဒေဝရကြီးက definitely မြတ်စွာဘုရားပြောတာ။အပေဘုံဖြစ်မှာတဲ့။ငရဲ့ချမှာငရဲ့မှာတကဘာပတ်လုံးခံရလိုက်မယ်။ အတ္တိကိစ္စပြင်လို့မရတော့ဘူးကုစားလို့မရတော့ဘူးလို့မြတ်စွာဘုရားဒီစကားကိုမင်းရှိဒေဝရရဲ့ဥဆောင်ချက်တွေနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားအဲ့ဒါလို့ဟောတာရှိအဲ့လိုဟောတော့ယဟန်တန်ဃာတွေတည်းမာတယ်ပဲဘုရားစကားကိုတန်တရားဖြစ်တဲ့ပုဂ္ဂိုလ်တွေပေါ်ခဲ့ဘူးတဲ့နော်ဘုရားရဲ့တပည့်သားတွေမှာကိုပေါ် ဘာဖြစ်လို့ဒေဝရတ်နဲ့ပတ်သက်ပြီးတော့အတိအကျဟောကိန်းထုတ်နိုင်ရသလဲလို့ယသောတရားမှာသူများနဲ့မတူတဲ့ဉာဏ်စွမ်းရှိဘုရားခသိန်းကိုမြင်နိုင်တဲ့ဉာဏ်စွမ်းရှိအဲ့ဒီဉာဏ်စွမ်းနဲ့ဆုံးဖြတ်ချက်ချဒေဝရတ်နဲ့ပတ်သက်ပြီးတော့အဲ့လိုချွတ်တင်ပြီးဟောကိန်းထုတ်တာနဲ့ပတ်သက်ပြီး မြတ်စွာဘုရားကအရှင်အနန္ဒာကိုမိန်ကြားတာရှိတယ်။ငါဒီဝရဏနဲ့ပတ်သက်ပြီးတော့အခုလိုဖြည်းဖြည်းချာချာဧကံတကယ်ကိုဖြစ်မယ်လို့အတိအကျဧကံဒိဋ္ဌစကားကိုသုံးတာတခြားကြောင့်မဟုတ်ဘူးလို့မြတ်စွာဘုရားရှင်းပြတယ်။ဒီဝဒရဲ့တဏ္ဍာမှာ ကုသိုလ်စိတ်လို့ပြောရလောက်အောင်အဲ့ဒီအချိန်မှာကုသိုလ်စိတ်လို့ပြောရလောက်အောင်ဒီဗရရဲ့တဏ္ဍမှာဖြူစင်တဲ့အပိုင်းလေးဟာခုခေတ်စကားနဲ့ပြောရင်တော့အဖျားကလေးလောက်အဖျားကလေးနဲ့ထောက်ပြလောက်အောင်ကိုမရှိတော့ဘူးလို့ဆိုဆိုလိုတာကဒီဗရရဲ့စိတ်ဟာလောကမဲသွားပြီအရှိစာလောကမကြမ်းဘူးသူတဏ္ဍမှာ ုသိုလ်စိတ်တွေကလုံးဝပျက်စီးသွားပြီအကုသိုလ်စိတ်တွေပဲဖြစ်သွားပြီလုံးဝအမဲရောင်တန်းသွားပြီအဖြူဆိုတာတစ်စက်ကလေးမှမရှိတော့ဘူးလို့စာထဲမှာတော့အာလက္ခကောတုကောတိနိတုဒနာမတ္တိစူပြားလေးအဖြားကလေးနဲ့ထောက်ပြလောက်တဲ့နေရာပမာဏလေးမှတောင်မှပဲ ဒေဝရရဲ့စိတ်ထဲမှာဖြူစင်တဲ့ကုသိုလ်ဆိုတာဉာဏ်တော့ဒါကြောင့်မို့ဒီစကားပြောတာဟာတဲ့အကယ်၍များသူတဏ္ဏမှာအဲ့ဒါလို့ထောက်ပြနိုင်တော့အောင်ဖြူဖွေးစင်ကြယ်တဲ့စိတ်ဓာတ်ကလေးဉာဏ်အောင်မယ်ဆိုရင်ဖရာဒီစကားကပြောသေးဘူးဟော condition လို့ပြောနော်ဒီလိုဆိုလို့လားအဲ့တော့လူတယောက်ဟာတေချာဒိဋ္ဌပြီးတော့ပြောလိုက်တဲ့စကားထဲမှာအတ္တိကိစ္စောတဲ့ ုစားလို့မရတော့ဘူးလို့ပြောတာပြင်လို့မရတော့ဘူးလို့ပြောတာเนาะအင်ကီဝရေဘောယောဂတစ်ခုဟာဆံဝင်တွေကကုလို့မရတော့ဘူးလို့ပြောတာခုခေတ်ဆိုလို့ရှိရင်တော့ကင်ဆာယောဂနဲ့ပတ်သက်ပြီးတော့เนาะကင်ဆာဆိုတာအင်ကီဝရေဘောတဲ့ကုလို့မရတဲ့ယောဂလို့ဒီလိုဆိုကြတယ်အဲ့လိုပဲဒေဝရဟံပြင်လို့မရတော့ဘူးနောက်ကျသွားပြီ ဒီလိုမြတ်စွာဘုရားကအကုသိုလ်တွေနဲ့ပတ်သက်လာပြီးလူတယောက်တန်တမာဖြစ်တဲ့အကုသိုလ်တွေနဲ့ပတ်သက်လာပြီးတိတိကျကျထုတ်ဖို့ဟောကြားတယ်။အဲ့တော့ကုသိုလ်ဆိုတာလူရဲ့တန်တမာကုသိုလ်နဲ့အကုသိုလ်ကုသိုလ်ကိုဖြူစင်တဲ့အပိုင်းလို့မှတ်အကုသိုလ်ကိုမဲညစ်တဲ့အပိုင်းလို့မှတ်စိတ်ထဲမှာဖြူစင်တဲ့အပိုင်းဟာအလွန်နည်းပြီးတော့မဲညစ်တဲ့အပိုင်းကအလွန်များတော့ ဒါကြောင့်မလို့ကုသိုလ်လုပ်ပြီးတော့အကုသိုလ်ဖြစ်တဲ့ဟာတွေလည်းရှိတယ်။ဘာဖြစ်လို့ဒီလိုဖြစ်ရတာလဲလို့မေးလို့ရှိရင်အထပပါဏိကမ္မာနိကရံဘာလောနာပုစ္ဆတိသူကကရံဘာလောနာပုစ္ဆတိအကုသိုလ်လုပ်နေတဲ့ ဒီစဉ်းစားဉာဏ်ကင်းမဲ့တဲ့ပုဂ္ဂိုလ်တယောက်ဟာတဲ့ကိုအကုသို့လုံနေတာကိုပဲအကုသို့လုံနေတယ်ဆိုတာမသိဘူးကဲ့မသိတော့သူဆက်လုံတာဒီလိုဆိုပေဟိကမေဟိဒုံမေတော့အခိတတောဝတပ္ပတိမိလောင်ခံရတဲ့လူဟာဒီကုလုံး ပူသွားသလိုတကောင်တကောလုံးကျွမ်းသွားသလိုကိုလုတ်တဲ့လောရတဲ့ကအကျိုးပေးပြီဆိုရင်တော့ဒုက္ခရောက်ပြီဓမ္မပရကာထာမှာမြတ်စွာဘုရားဟောတယ်လောကမှာဘာလဆိုတဲ့ပုဂ္ဂိုလ်စဉ်းစားဉာဏ်ခင်မဲ့တဲ့ပုဂ္ဂိုလ်တွေဟာများသောအားဖြင့်ဘာလအရာရာမှာအတိညာဉ်ကိုရှေ့သွားမထားသည့်အတွက်ကြောင့် အကုသိုလ်ဖြစ်ပေမဲ့လို့အကုသိုလ်ကိုကုသိုလ်ထင်တယ်ကုသိုလ်ကိုကြတော့အကုသိုလ်ထင်တယ်ဒီကနေ့ခေတ်မှာအမတမကြောက်စရာကောင်းတဲ့သေချာစဉ်းစားကြည့်အကုသိုလ်လုံနေတဲ့ပုဂ္ဂိုလ်တွေဆိုအပ်သောပဏာတိပါဒအမှုကိုပြုနေတဲ့ပုဂ္ဂိုလ်တွေဟာကုသိုလ်ရတဲ့ထင်လို့လုပ်တာအကုသိုလ်မသိလို့လုပ်တာမဟုတ်ဘူးတပ်ဖြတ်ပြီးတော့ရင့်နှံပူဇော်တဲ့ပုဂ္ဂိုလ်တွေသွားမေးကြည့်မြတ်စွာဘုရားလက်ထက်တုန်းက တာသက်ရစ်တည်ဆိုတာရှိရစ်တည်ပူဇော်တဲ့အထက်မှာသဗ္ဗစတုကရစ်တို့သဗ္ဗအထက်ကရစ်တို့သဗ္ဗတတကရစ်တို့သဗ္ဗတတကရစ်တို့မလုံးထားတော့ဆိုရင်အသေးဆုံးရစ်ပူဇော်မှုကဘာလဲဆိုတတ္တဝါတွေတတ်တာပဲခရမ်းတစ်ထက်ကတစ်ချိန်တုန်းကရစ်ပွဲတွေဆိုတာထင်ရှားစွာပေါ်လာခဲ့ တတ်နိုင်တဲ့ပုဂ္ဂိုလ်တွေကရှင်ပွဲတွေကျင်းပဘယ်သူကိုပူဇော်တာတုံးဆိုတော့သူတို့နတ်တွေကိုနတ်ဖရာတွေကိုပူဇော်တာတပတ်စတုကရေးဆိုတာဘာပြောတာလဲဆိုနွားကစတုကဆိုတာ၄ခု၄စုံ၄ခု၄ခုနွား၄កောင်တတ်တဲ့ထဲမှာနွား၄កောင်မပါမယ်စိတ်၄កောင်မပါဘူးတိုး၄កောင်ပါမယ် အဲသိပ်ပြီးပတ်စံတတ်နိုင်တဲ့လူကြလူလေးယောက်ပါပါသေးတယ်။နော်။တက်ပြီးတော့အဲ့ဒီသွေးနဲ့ပူဆော်ရစ်ပလင်ပေါ့။ဒါမြတ်စွာဘုရားလက်ထက်တုန်းကအဲ့ဒါမှခေစားခဲ့လို့အလုံးကြောက်ဥကြလိမ့်မယ်။အိမ်မက်တွေတောင်မက်မြောက်မက်မက်တဲ့ဘီရင်ကြီးအကြောင်းလေ။ကောသလမင်းကြီးစာအိမ်မက်တွေတောင်မက်မြောက်မက်ရှောင်းမက် ခုခေတ်လဲအိမ်မက်တွေတောင်မဲ့မြောက်မဲ့တဲ့လူတွေရှိကောင်းရှိနေတယ်။အဲ့ဒီအိမ်မက်တွေမက်တဲ့အခါကျတော့ဒီအိမ်မက်တွေရေရရာခြေရမယ်မလုပ်ရမလဲ။ဒီအိမ်မက်တွေရဲ့အကျိုးဆက်မကောင်းဘူးရေရရာခြေမဖြစ်ဘူး။ဒါပြင်